ေတာကြီးအတွင်းမှာအင်ယာလိုအပ်ချက်တွေမြင့်မားနေတာကြောင့်နေထိုင်သူတွေအဆင်ပြေစေဖို့အတွက်အငှားအင်ယာချထားပေးမယ့်အစီအစဉ်ကိုဆောင်ရွက်လျက်ရှိနေပြီးတော့ရှောက်လာတွေကို2016ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလက်ခံသွားမှာဖြစ်ပါတယ်ဒီဇင်ဘာတရနေ့ကပြုလုပ်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာဗဟန်းမြို့နယ်မဲဆန္ဒနယ်ကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညညိုသိန်းကအငားအင်ယာချထားပေးမယ့်အစီအစဉ်အချိန်တွေကိုမေးမြန်းရာမှာရန်ကုန်တိုင်းဒေသကြီးအစိုးရစောက်လုပ်ရေးဝန်ကြီးက ပြန်လည်ဖြစ်ကြမှုမှာထည့်သွင်းပြောကြားခဲ့တာပါ။အဲ့တော့ပြည်သူလူထုကိုစားကျမဒီနေ့တော်တော်ကိုမေ့တင်တာကတော့ဒီလိုအငှားချအင်အားပြင်ဆင်ခဲ့ရရရှိလာမဲ့အခန်းပေါင်းဒါကျမသိရတော့ဆိုရင်၄000မှ6000အထိရှိရလို့သိရပါတယ်။ဒီအင်ခန်းတွေကိုဘယ်အစိုးရကတာဝန်ယူပြီးတော့ဘလို့ပြည်သူလူထုထံချဲ့ဝေအငှားချမှာပါလဲ။ယခုအစိုးရလားနောက်အစိုးရလား ခုအစိုးရကစီစဉ်ပြီးတော့ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်တော့ဘလို့အစီအစဉ်နေနဲ့ပွဲလင်းမြင်သားမှုပြည့်နေတောင်းရင်ဆောင်ရွက်မှာလဲဆိုတာသိချင်တဲ့အတွက်ကြောင့်မလို့ကျမအနေနဲ့ဒီမေးခွန်းကိုမေးရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျမမေးမယ်မေးခွန်းကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာတာဝန်ယူစီစဉ်နေသောအငှားချအင်အားစီမံကိန်းကိုမြေပြင်အချိန်တွင်မြေပြင်အစီအစဉ်နှင့်အငှားချပေးမည်ကိုသိရှိလိုခြင်းဖြစ်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်အငှားအင်အားတည်ဆောက်မှုကိုဒဂုံမျိုးသစ်တောင်ပိုင်း ရေတိုင်းရက်ွက်141မြင်းဆောင်နဲ့အမှတ်နှစ်လမ်းမကြီးနဲ့မဟာဗန္ဓုလလမ်းတောက်မှာတိစောက်နေတာပါတိစောက်မှုကိုမက်ရှလာအတွင်ပြည်စီအောင်ဆောင်ရွက်မှာဖြစ်ပြီး6ခန်းတွဲလေးထက်တိုက်အဆောက်အုံ90ပါဝင်မှာဖြစ်ပါတယ်ဒါအပြင်အခန်းတစ်ခန်းမှာ969.5စတူရန်ပေရှိတဲ့8ခန်း2ခန်းပါဝင်မှာဖြစ်ပါတယ်အင်္ဂါအိမ်ယာတွေကိုရှောက်ထားရမယ့်ပုံစံနဲ့ပတ်သက်ပြီးတော့တိုင်းဒေသကြီးအစိုးရအဖွဲ့ဆောက်လုပ်ရေးဝန်ကြီးကအခုလိုပြောထားပါတယ် 900ဖြစ်မှန်ကိန်းစေ900နေထိုင်လို့ပြုရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူများအနေဖြင့်900နေထိုင်ခွင့်လျှောက်လာပြန်တွေ့ရမှာဖြစ်ပြီးလျှောက်လာတဲ့သူနေကမ်းပိုင်ဆိုင်မှုမရှိကြောင်းကိုယ်တိုင်ဝန်ခံချက်သုတ်ဆိုင်ရက်ွက်ကြီးပါဥဆိုရမှုဤထောက်ခံချက်ဥဒွဲ့တင်ပြရလိုအပ်မှာဖြစ်ပါတယ်ဆော့ထားသူဥယျာဉ်မှာအခန်းကြီးအတက်ထက်များပြပါကမဲစနစ်ဖြင့်အငှားချသာပြီးသွားမှာဖြစ်ပါတယ်လျှောက်လာများကို2016ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာ15ရက်နေ့အတွင်း လက်ခံမှာဖြစ်ပြီးအစောဦးစောလို့ပြည်ပြည်ပြည်နဲ့တပြိုင်နက်စနစ်တကျအငားချတာစောပြီးသွားမှာဖြစ်ပါကြောင်းပြန်လည်ကြည့်ကြပါလိမ့်မယ်။ရှောက်ထားသူတွေဟာအခန်းအရေအတွက်ထက်များနေရင်မဲစနစ်နဲ့အငားချပြီးသွားမှာဖြစ်ပါတယ်။ဆောက်လုံမှုကိုတော့2016ခုနှစ်မတ်လအတွင်းမှာပြည်စီအောင်ဆောင်ရွက်သွားမယ်လို့ဆောက်လုံရေးဝန်ကြီးကဆိုပါတယ်။